တခါတရံမှာကျွန်တော်လူသားတွေကတလိမ့်ဆန်တွေနဲ့စောကစားရဟာတေမင်းကိုဖိတ်ခေါ်တယ်လို့ဖြစ်နေတယ်ဆိုတာမီးလျော်သွားတတ်ကြပါရဲ့။ကြားလောင်ရင်တွေကိုခုံဆင်းသွားတဲ့သူတန်စကားတဲ့လက်ထိုးထဲရင်ချင်းတိတ်ကိုလှမ်းကင်နေသူလောင်ရင်တွေကြာသွားတဲ့အုတ်ထုပ်ကိုတဆွန်ဆန်ပြဆင်းကောက်တဲ့သူစာသဖြင့်အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့မှ US စစ်စံအဖြစ်ပြက်တွေအကြောင်းကြားမိရင်တင်းတော်လဲအံဩတုန်လှုပ်သွားမှသိကြပါရဲ့။ ဒါကြောင့်ဒီကနေ့မှာတော့တင်းတို့ကိုတင်းခဲ့တဲ့အမှားယွင်းလေးတစ်ခုကြောင့်အသက်ဘေးနဲ့ပါကြုံတွေ့သွားခဲ့တဲ့ထိတ်လန့်ကြောက်ရွံ့ပေါ်ရာအခိုက်အတန့်တချို့ကိုစူးစီးတင်ဆက်ပေးသွားမှာပါတင်းတို့လည်းတလေးဆန်တို့ရဲ့ကြောက်လန့်ပေါ်ရာခိုက်တန့်တွေကိုကြည့်ရှုဖို့အစင်းသင်းဖြစ်ပြီးဆိုရင်တော့အခုပဲကျွန်တော်တို့အစီအစဉ်လေးကိုစလိုက်ရအောင်ပါမြင်းကြပောက်ကိုကဲတင်ခြင်းစပိန်နိုင်ငံဗလန်ကာကဇီဝဥယျာဉ်တိရစ္ဆာန်ရုံမှာထူးထူးခြားခြားဖြစ်ရတဲ့ခုပေါ်ပေါက်ခဲ့ပြီးကြည့်ရှုတဲ့ရရင်စိတ်နှလုံးကိုလည်းထိခိုက်စေခဲ့ပါတယ်။ဖြစ်စဉ်ကတော့မွေကင်းစားမြင်းကြားပေါက်ကလေးဟာမွေးဖွားပြီးခဏအကြာမှာပဲ အနာကရေကန်တစ်ခုတည်းကိုမတော်တဆပြုတ်ကျသွားခဲ့ပါရီမြင်းကြားပေါက်လေးရဲ့ထိတ်လန့်တဲ့ကြအော်ဟစ်တန်ကလည်းပဝင်းချစ်တစ်ခုလုံးစုညံ့နေပြီးလိုင်နာဆိုတဲ့အမေဖြစ်သူမြင်းကြားမအီကလည်းရေကန်ဇက်ကနေစိုးရင်တကြီးနဲ့ကြည်နေခဲ့ပါရီမြင်းကြားပေါက်လေးကလည်းရေနေနေပြီးကံကောင်းစွာနဲ့ပဲတလေးဆိုင်ုံဝင်းတန်ကအခင်ဖြစ်ပွားရကိုအချိန်မီရောက်လာရင်မတုံမဆိုင်ချက်ချင်းဝေရောက်ကဲတင်းလို့သာရေမနစ်မတည်ဆုံးခဲ့ရတာပါနောက်ပြီးဒီဗီဒီယိုထဲမှာလည်းမြင်းကြမအီကဘယ်လောက်ထိထိတ်လန့်ပြီးစိုးရိမ်နေတယ်ဆိုတာသင်တို့မြင်တွေ့ကြရမှာပါ။ တလိမ့်ဆိုင်ရောင်ဝင်နိုင်ရဲ့ရဲရင်မှုကြောင့်မြင်းကြားပေါက်လေးနဲ့အသက်ချမ်းသာရာရခဲ့တယ်လို့လက်ရှိမှာတော့မိခင်ရောမြင်းကြားပေါက်လေးရော ကျန်းမာစွာရှိနေပါ रे ပြောမယ်ဆိုရင်တော့ဒီဖြစ်ရဟာချစ်ချင်းမေတ္တာနဲ့ရဲရင်မှုအတူတကပေါင်းဆက်ခြင်းကတစုံတစ်ယောက်ရဲ့အသက်ကိုကဲတင်နိုင်တဲ့အကြောင်းပြသနေရလေဖြစ်ပါ रे ချင်းသိမ့်တဲ့အနီးကပ်ထိတွေ့ခြင်းအခုတင်းတို့မြင်တွေ့နေရတဲ့ဒီအမျိုးသားကတော့ရက်မူးနေပြီးချင်းသိမ့်တွေနဲ့လက်ဆွဲနှုတ်ဆက်ဖို့သူတို့ရဲ့လှောင်ရင်းလေးကိုခုံဆင်းသွားကြတာဖြစ်ပါတယ် ဟိုက်ဒရာဘတ်မြို့ကနီဟုတ်တရိတ်ဆိုင်ရုံဥယျာဉ်ဟာအရာအလုံးပုံမှန်အတိုင်းလဲပတ်နေပြီးလာရောက်လဲပတ်သူတွေကလည်းချင်းတိတ်လှောင်းအိမ်ရှိမှရရင်ဓာတ်ပုံရိုက်ကူးတက်လေရှိပါရယ်။ဒါပေမဲ့အယံမှုနေတဲ့အမျိုးသားတအုပ်ကတော့လူအုပ်ကြားတဲ့ကနေတိတ်ဆိတ်ခွဲထွက်ရင်အောက်ဖက်၁၂ပေလောက်အနိုင်ကရေစီးနေတဲ့ချောင်းတစ်ခုနဲ့ခုံဆင်းသွားပါရယ်။အဲ့ဒီချောင်းဟာချင်းတိတ်လှောင်းနေတဲ့အထိစီးဆင်းနေတာကြောင့်ဒါကိုမြင်တွေ့ရတဲ့လူတွေဟာလည်းကြောက်လန့်ကြအော်ဟစ်သတိပေးခဲ့ကြပါရယ်။ ။အဆောင်တွေကလည်းအော်ဟစ်တာမြစ်ကြပြီးမဲ့အဲ့ဒီအရံမူးနေတဲ့အမျိုးသားကတော့ချောင်းကရေစီးချောင်းအတိုင်းဆက်လက်ကူးခတ်သွားပြီးချင်းသိပ်အနာကရင်လက်ဆွဲနှုတ်ဆက်ဖို့လုပ်ပါရီ။ချင်းသိပ်ကလည်းအဲ့ဒီအမျိုးသားကိုငေးမောကြည့်ရှုနေပြီးကံကောင်းတာကတရိတ်ဆန်အစာကျွေးချင်းရောက်တာကြောင့်ချင်းသိပ်ဟာသူ့ကိုမတိုက်ခိုက်လိုက်ရတာဖြစ်ပါရီ။သူကအစာလာကျွေးတဲ့တရိတ်ဆိုင်ရဝင်နေရဲ့အတန်ကြောင့်ဒီအမျိုးသားကိုထားခဲ့ရင်အစာရှိရထွက်သွားခဲ့ပါလေ။တကယ်လို့အစာကျွေးခြင်းနဲ့မတိုက်ဆိုင်ဘူးဆိုရင်တော့ဒီအမျိုးသားရဲ့ဘဝဟာတွေးကြည့်ရင်တော့ထိတ်လန့်စရာကောင်းနေပါပြီ။ အဲ့ဒီနောက်တလိဆိုင်ရုံဝန်ထမ်းတွေကလည်းဒီအမျိုးသားကိုချက်ချင်းပဲကဲဆဲပေးခဲ့ရပြီးဝက်လုံးရှိတစ်ခုချပေးရင်ခက်ခက်ခက်ခဲဆွဲတင်ခဲ့ရပါတယ်။နောက်တော့အရမ်းမှုတဲ့ဒီအမျိုးသားကလည်းရဲလက်အပ်လိုက်ကြပြီးဒီအမျိုးသားရဲ့ဗီဒီယိုကလည်းအင်တာနက်ပေါ်မှာအတော်လေးပြန့်နှံ့သွားခဲ့ပါတော့တယ်။မြောက်ဝန်လောင်းရင်တဲကခလီငယ်တရိတ်ဆန်ယုံတွေကတရဝါလီတွေရဲ့ဘေကင်းလုံကြုံမှုနဲ့လူတွေရဲ့သူတို့ကိုအနီးကပ်မြင်တွေ့ရခွင့်အခွင့်အရေးကြကအဟန့်ချက်ညီမှုဟာခပ်ပပလိတာရှိပြီးတခါတရံမှဒီဟန့်ချက်ကလည်းပြည့်ဝင်းသွားတတ်ပါရင် ီလိုဖြစ်ရမျိုးဟာ1986ခုနှစ်နွေဦးကာလဒူရယ်တာရဲ့တလိဆန်ဥယျာဉ်မှာဖြစ်သွားခဲ့တာဖြစ်ပြီးကလေးငယ်တူဟာစော်ကစားရင်မျက်ဝန်လှောင်ရင်းနဲ့ပြုတ်ကျသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ကလေးဟာသတိမေ့သွားခဲ့ပြီးတလိဆန်ယုံကိုလာရောက်လဲပဲကြည့်ရှုသူတွေလည်းထိတ်လန့်ကြအော်ဟစ်ကုန်ပါတယ်။ဒါပေမဲ့သူတို့မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်လူတွေလည်းအံ့အသင့်ကြရပြီးမျက်ဝန်ကြီးဂျန်ဘိုဟာတိုက်ခတ်ရမယ်စာကလေးငယ်ကိုကာကွယ်ပေးခဲ့တာပါ။အဲ့ဒီမြောက်ဝန်ဟာကလေးငယ်ကိုတခြားသောမြောက်ဝန်ရဲ့ရန်ကနေကာကွယ်ပေးပြီးကောင်လေးရဲ့ကြောကိုလည်းပုတ်သက်ပေးခဲ့ပါရီ ကောင်လေးလက်သတိပြန်ရလာတဲ့အချိန်မှာတော့အခြေအနေတွေကိုမြင်တွေ့သွားရင်ထိတ်လန့်တကြားအော်ဟစ်အကူကြီးတောင်းလာခဲ့ပြီးမြဝန်နေအားလုံးလည်းဖြည်းဖြည်းချင်းနောက်ဆုတ်သွားပါတယ်။နောက်ဆုံးမှာတော့တရိတ်ဆန်ယုံဝန်ထမ်းတွေကလည်းဒီကောင်လေးကိုအောင်မြင်စွာကယ်ဆယ်ပေးနိုင်ပြီးဒီဖြစ်ရဟာတရိတ်ဆန်ယုံတွေအနေနဲ့သူတို့ရဲ့လုံခြုံရေးစီမံစည်းကမ်းတွေကိုတင်းကျပ်ထားဖို့လိုအပ်တဲ့အကြောင်းသတိပေးတယ်လို့ဆိုရမှာပါ။ဒါပေမဲ့တမင်တကာတရိတ်ဆန်တွေစီကိုကြော်ခွဝင်ရောက်သူတွေကိုတော့တားဆီးဖို့အလွယ်ကူမှာမဟုတ်ပါဘူး။ဒီဖြစ်ရကလည်းလူသားမျိုးနွယ်တွေနဲ့တရိတ်ဆန်တွေရဲ့ညီညာသွေးနဲ့တခါတည်းရမှာ NRA အစီအစဉ်လို့သတ်မှတ်ထားတဲ့တိရစ္ဆာန်တွေဟာကျွန်တော်တို့ထပ်ပို့ပြီးကျင်းနာတက်တဲ့အကြောင်းပြသနေတာလည်းဖြစ်ပါတယ်။ချင်းတိုက်ကြိုက်ခံရတဲ့အမျိုးသားလွန်ခဲ့တဲ့၄နှစ်တုန်းကဆန်ဂယ်နိုင်ငံဒါကာမြို့ကတရိတ်ဆိုင်ရုံတရုံမှာစူးစူးဝါမတော်ဆမှုဖြစ်သွားခဲ့ပြီးဖြစ်စဉ်ကတော့အဘဒူဝိတ်ဆိုတဲ့အမျိုးသားတအုပ်ဟာချင်းတိတ်လှောင်ရတဲ့လက်သွာထည့်လိုက်တာပါစိတ်တုန်နေတဲ့ချင်းတိတ်ကလည်းသူ့ရဲ့လက်ကိုချက်ချင်းပဲကိုက်ခဲကုန်ပြီးဗီဒီယိုထဲမှာလည်းအမျိုးသားဟာနာကျင်လို့အော်ဟစ်နေတာမြင်တွေ့ရမှာပါ ဲ့ဒီအမျိုးသားလဲချင်းသိပ်ပါဇတဲ့ကသူ့ရဲ့လက်ကိုအသေးအတန်ဆွဲထုတ်နေရပြီတရိတ်ဆန်ယုံကိုအလဲအပတ်ရောက်လာတဲ့ကဘာလှဲ့ခရီးသွားတွေကလည်းကြောက်ကြောက်လန့်လန့်နဲ့ဒီအမျိုးသားကိုဝင်းရောက်ကဲတင်ပေးရပါတယ်သူတို့လဲရရကြောက်တုံးလေးနဲ့ပြစ်ပေါက်၆လန့်ကြပြီးအချိန်မောင်းများစွာပြစ်ခတ်ပြီးတဲ့နောက်မှာချင်းသိပ်တွေကလည်းအဲ့ဒီအမျိုးသားရဲ့လက်ကိုလှုပ်ပေးလိုက်ကြပါတယ်ဒေတာရင်းသတင်းတွေမှာတော့ဝက်ဟာချင်းသိပ်တွေကိုအရင်ဆုံးနှောက်ရက်ခဲ့တာဖြစ်ကြောင်းဖော်ပြလာပြီးအခုမတော်တဆမှုဟာလည်းသူ့ရဲ့အမှားကြောင့်ဖြစ်တယ်လို့ဆိုရမှာပါ ီဖြစ်ဟာကျွန်တော်တို့အတွက်လည်းကြီးကြီးမားမားသတိပေးမှုတစ်ခုလို့ဆိုနိုင်ပြီးဒါရဲ့တလိမ့်ဆန်တွေကိုမထီမြင်မြင်စနောက်တာကအကျိုးဆက်မကောင်းစေနိုင်တဲ့အကြောင်းတို့လောင်ရင်တည်းရောက်နေတာတောင်မှလုံခြုံတဲ့အကွာအဝေးကနေသာကြီးရှုတဲ့တဲ့အကြောင်းပြသနေတာလည်းဖြစ်ပါရည်မွေအန်ဒီရေမွေလိုတတဝါမျိုးကိုအိမ်မှာမွေးထားတယ်ဆိုတာဟာအတော်လေးအန်ဒီရေများလာပါရည်ဒါပေမဲ့ဒီကလေးကတော့ဒီလိုမွေးမြူတာမျိုးကိုအန်ဒီရေမရှိဘူးလို့ယူဆထားပုံပါ ဒီကောင်လေးဟာတင်းတို့အခုမြင်တွေ့နေရတဲ့အဲ့ဒီစပတ်အုံးမွေကြီးနဲ့အတူတူအဲ့အတူတူကစားပြုတ်လုပြီးဒါတွေမကသေးပဲအစာစားရင်လည်းမွေကြီးနဲ့အတူစားတော့တပါရီကောင်လေးရဲ့ဖေရဒီမွေကြီးကိုအိမ်အနောက်ဘက်ကွင်းမြင်ထဲမှာရှာတွေ့တာဖြစ်ပြီးအဲ့ဒီနောက်မှာတော့အိမ်ကိုဖမ်းယူလာရင်မွေးမြူထားခဲ့တာပါအဲ့ဒီအချိန်ကစလို့ဒီကောင်လေးဟာမွေကြီးနဲ့တငယ်ချင်းတွေဖြစ်သွားပြီးယနေ့အချိန်ထိမွေကြီးဟာကောင်လေးပေါ်တစုံတရာအန်ရဲပေးတာမျိုးမရှိပါဘူးဒီကောင်မလေးကိုလည်းကြည့်ကြည့်လိုက်ပါဦးသူမဟာအဝါရောင်စပတ်အုံးမွေကြီးကိုအိမ်မှာမွေးမြူထားတာဖြစ်ပြီးဒီမွေကြီးနဲ့အတူ ၊သွာလာ၊စော့ကစားတငယ်ချင်းတွေဖြစ်နေပါတယ်။အဲဒီအဝါရံစပတ်အုံးမွေကြီးဟာကြီးရရင်တော့အတော်လေးလှပပေမဲ့သူတို့ဟာသားရဲ့မွေတွေဖြစ်တာကြောင့်မွေးမြူလို့ကောင်းတဲ့တတဝါတွေတော့မဟုတ်ပါဘူး။ဒါပေမဲ့လက်ရှိအထိတော့ဒီမွေဟာကောင်မလေးကိုတိုက်ခိုက်တာမျိုးတော့မရှိသေးပါဘူး။မွေရီနဲ့ဆက်ဆက်လို့2018ခုနှစ်ဇွန်လတုန်းကအင်ဒိုနီးရှားနိုင်ငံမှာဖြစ်ပွားတဲ့ဖြစ်စဉ်တစ်ခုမှာတော့10မီတာလောက်ရှည်လျားတဲ့စပောက်အုံးမွေကြီးတစ်ကောင်ဟာကောင်မလေးတအုပ်ကိုမျိုးချခဲ့တာဖြစ်ပါတယ်။ ်ဒီကိစ္စကလူပြောများတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့တယ်လို့အင်တာနက်ပေါ်မှာလည်းအတော်လေးပြန့်နှံ့သွားခဲ့ပြီးတင်းတို့လည်းဆိုရှယ်မီဒီယာတွေမှာရှာဖွေကြည့်မယ်ဆိုရင်တော့အသေးစိတ်သိရှိမှာပဲဖြစ်ပါတယ်အတူခိုးသောဝတ်ဝန်များကဲကြည့်ရှုနေတဲ့တင်းတို့လည်းမြောက်တွေဟာသူတို့မြင်တွေ့ရတဲ့အမှုအကျင့်တွေကိုအတူခိုးတတ်တယ်ဆိုတာကြားဘူးကြမှာပါဒါပေမဲ့ naturally တလေးဆန်ယုံကလူခါဆိုတဲ့ဝဝန်တကောင်ကတော့သူမြင်တွေ့သမျှကိုလိုက်လံအတူခိုးတက်တဲ့အကျင့်တစ်မျိုးရှိပါတယ် တရက်မှာတော့ငါးနှစ်ရွယ်ကောင်းလေးတယောက်ဟာမှန်ရဲ့တခြားတစ်ဖက်ကနေပျော်ရွှင်မြူတူခုံပေါက်နေပြီးဒါကိုမှန်ရဲ့တခြားတစ်ဖက်ကနေမြင်ရတဲ့လူခတ်ကလည်းကောင်းလေးအတိုင်လန့်လန့်ခုံပေါက်ပါရီသူတို့နှုတ်ဦးဟာအခုမြင်တွေ့နေရတယ်လို့ပဲညီညီညာနဲ့ပြိုင်တူခုံပေါက်နေပြီး7မိနစ်လောက်ကြာအောင်ဒီလိုမျိုးစော်ကစားနေတယ်လို့သိရပါရီသူတို့ကြားမှာအမှတ်တစ်ချက်သာခြားထားတော့တယ်လို့ဒီချစ်စရာကောင်းတဲ့ဗီဒီယိုဟာလည်းအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးကြီးစုသူတွေလည်းကြီးနူးခဲ့ရပါရီ ဒါအကြည့်ချင်းအဖြစ်အဲ့ဒီတလိမ့်ဆန်တွေဟာဆက်စုတဲ့အချင်းရှိတယ်လို့သူတို့ရဲ့ညာရီကလည်းလူသားတွေနဲ့ချိတ်ဆက်ဖို့အတွက်အလံမဝေးလှကြောင်းမြင့်တွေ့ရတာဖြစ်ပါတယ်။လူကာရဲ့ဖြစ်စဉ်ကြည့်မယ်ဆိုရင်တော့စောကစားခြင်းနဲ့ပျော်ရွှင်မှုဟာလူသားတွေအတွက်တင်ကန့်တတ်ထားတာမဟုတ်ပဲဒီတရဝရီကလည်းလူသားတွေလိုပဲပျော်ရွှင်မှုကိုခံစားတဲ့အကြောင်းပြသနေတယ်လို့ဆိုနိုင်ပါတယ်။တခါတလေမှာတော့ဘဝရဲ့ပျော်ရွှင်မှုတချို့ဟာနှစ်ခါပြန်မရနိုင်တဲ့အမတ်တရားမျိုးတွေဖြစ်နေတတ်ပါရဲ့။ Terry နဲ့သူ့ရဲ့ဝတ် ကဲကြည့်ရှုနေတဲ့တင်တို့ရောဝတ်တွေဟာတစုံတရာကိုတိုက်ခိုက်တက်ကြတယ်လို့အဲ့ဒီတိုက်ခိုက်မှုကိုပြန်ပြီးမီးလျော့သွားတက်ကြတယ်ဆိုတာကြားဘူးကြပါသလားတကယ်သူတို့ဟာတစုံတရာကိုတေးစီတဲ့အထိတိုက်ခိုက်နိုင်စွမ်းရှိပါတယ်အခုပြပြမဲ့ဖြစ်စဉ်ကတော့2012ခုနှစ်တုန်းကဖြစ်သွားခဲ့တာဖြစ်ပြီးကြားရသူတိုင်းကိုအန်အန်တုံ့လှုပ်စေခဲ့ပါတယ် Oregon ပြည်နယ်ကအသက်69နှစ်အရွယ်လယ်သမားတဦးဖြစ်သူ Terry ဟာသူ့မွေးထားတဲ့ဝတ်တွေကသူ့ကိုပြန်လည်စားတောက်တာမျိုးကြုံတွေ့ခဲ့ရတာပါဒီတဲ့ရင်ကိုကြားရသူတိုင်းဟာအန်အန်တုံ့လှုပ်ကြတယ်လို့မယုံနိုင်အောင်လည်းဖြစ်ခဲ့ပါတယ် တယ်။ Terry ဟာတမန်လေတမားတူဖြစ်ပြီးသူ့ရဲ့လဲထဲမှာဝက်တွေအပါဝင်တခြားသတိစံတွေအများအပြားကိုလည်းမွေးမြူထားခဲ့ပါတယ်။ယင်းဤသူတွေကလည်းသူ့ဟာတတိစံချစ်ခင်တတ်သူဝက်မွေးမြူရေးဝါသနာပါသူစသဖြင့်မှတ်ယူကြပြီးတရက်မှာတော့ကန်ဆိုးရှာတဲ့ Terry ဟာလည်းဝက်မွေးမြူတဲ့ဝက်တွေကိုတောင်ရောက်ကြည့်ရှုခဲ့ပြီးမှဘရောမှပြန်မရောက်လာပါဘူး။သူရဲ့မိသားစုဝင်တွေလိုက်လံရှီရှူတဲ့အချိန်မှာတော့ Terry ဟာမြေပြင်ပေါ်မှာလဲကျနေပြီးဝက်တွေကလည်းသူ့ကိုဝိုင်းဝန်းစားတောင်းနေတာတွေ့ရပါတယ်။အဲဒီနောက်မှာတော့သူတို့လည်းရဲတွေကိုဆက်သွဲအကြောင်းကြားလိုက်ပြီးရဲတွေလည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တာပေါ့။ ထရီဟာအပူရှက်တာဒါမှမဟုတ်နှလုံးရက်တာလိုမျိုးကြုံတွေ့ခဲ့ရတာကြောင့်မြေပေါ်ကိုလဲကျသွားတာဖြစ်နိုင်တဲ့အကြောင်းမှတ်ချက်ပေးခဲ့ပါတယ်။နောက်ဆက်တွဲကတော့မိသားစုဝင်တွေမြင်တွေ့ခဲ့ရတယ်လို့ဖြစ်ခဲ့တဲ့အစာပိုင်းမှာထရီဟာဝက်ချန်နဲ့တန်ရှင်းဝင်လုခဲ့တာပါ။တခြားရဲ့သုံးသက်ချက်ကတော့ထရီဟာဝက်တွေကိုတွားရောက်ကြည့်ရှိတော့ဝက်တစ်ခါကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးဒီမတော်ဆမှုကြောင့်ပဲသူ့ဟာနှလုံးရက်သွားတယ်လို့ဆိုရမှာပါ။ဒီမြေပေါ်ကိုလဲကျသွားတဲ့အချိန်မှာတော့ဝက်တွေဟာသူ့ကိုဝင်ရောက်တိုက်ခိုက်ကြတယ်လို့ယူဆတာဖြစ်ပြီး ဒီပြစ်စင်ကိုကြည်ချင်းအဖြစ်အိမ်မှာမွေးမြူထားတဲ့တိရစ္ဆာန် ဖြစ်နေတောင်မှသူ့ရဲ့သဘာဝဇယိုက်အတိုင်းတိုက်ခိုက်နိုင်ခြင်းရှိသေးတဲ့အကြောင်းတရားရဂိုင်းလုံးယုံကြည်စိတ်ချလို့မရတဲ့အကြောင်းသတိပေးနေတာလည်းဖြစ်ပါရည်။ဟုတ်ကဲ့ပါကျွန်တော်ဒီကနေ့တင်ဆက်ပေးခဲ့တာတွေကတော့ကြာတိရသူတိုင်းအံအောင်တုံလှုပ်စေခဲ့တဲ့တိရစ္ဆာန်တွေရဲ့မယုံနိုင်ပေါ်ရာဖြစ်ရတဲ့ချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနေတဲ့တင်တော်တင်ဆက်ပေးသွားတဲ့အကြောင်းအရာတွေကဘယ်ဖြစ်ရကိုအံအံအတင်ဆုံးလဲဆိုတာကိုလည်း comment မှာပါဝင်ဆွေးနွေးပေးသွားလိုက်ပါဒီ season လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ